ကျမတို့မှကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဒီဇင်ဘာလ10ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေးပေါ်လာရင်ပါဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဦးဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မရယာမြို့ကိုစက္ကဆာရဲ့မိုင်းခုတ်အခြေဆိုင်ခမရ909နဲ့မိုင်းဖြတ်မှာစစ်အင်အားအများအပြားပို့ဆောင်ပြီးအဆိုပါစစ်ကြောင်းတွေတင်းမှာပတ်စအချို့ထွက်ပြေးသွားတာကြောင့်လိုက်လံရှာဖွေနေကြောင်းတင်ဆက်ပေးပါမယ် မရယာမြို့နယ်အတွင်းကိုစစ်ကောင်စီကရှမ်းအရှိမှရှိတဲ့တရင်တွေကနေတဆင့်ပြည်သူစစ်တွေအများအပြားပါဝင်တဲ့အင်အားများပို့ဆောင်နေသလိုအစိုးရစစ်မှုတန်းသစ်တွေထဲမှာထွက်ပြေးမှုတွေရှိနေတယ်လို့လည်းသိရှိရပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ9ရက်နေ့ကစတင်ပြီးရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းခုံမြို့နယ်ခမရ909မှာစစ်မှုတန်းတပ်သားတွေအများဆုံးပါဝင်တဲ့အင်အား190လောက်ကိုမရယာမြို့နယ်မှာအင်အားဖြည့်ရန်စစ်ကား6စီးနဲ့စေလွတ်ခဲ့တယ်လို့သိရှိရပါတယ်။အစိုးရစစ်ကောင်စီရင်တန်းတွေဟာ လွိုင်းလင်းမိုင်းပေါ်နဲ့တောင်ကြီးလက်တလျှောက်မန္တလေးကိုဝင်มาဖြစ်ပြီးထိုမှတဆင့်မတရားမျိုးကိုဆက်သွားရမှာဖြစ်ပေမဲ့လည်း၎င်းတို့ရင်တွေရနာရမိုင်းပေါ်မြို့မှာတော့ပါလာတဲ့စစ်မှုဒဏ်တွေတဲမှာတက်သားတချို့ထွက်ပြေးမှုတွေရှိနေတာကြောင့်မြို့အနက်ရှာဖွေတပ်တွေလုံနေတယ်လို့မြေပြင်စီးရေးတရင်ရင်းမြစ်တူကပြောပါတယ်မတရားအထိဆက်ထွက်မဲ့စစ်ကြောင်းတွေပါမနေ့ကမိုင်းပေါ်မှာညအိတ်တာတက်သားတဲ့နှစ်ယောက်ပျောက်တယ်ဆိုပြီးမြို့အနက်ရှာကြသေးတယ်အခုတော့ဆက်ထွက်သွားကြပြီလို့ဆိုပါတယ် ဒါအပြင်မရရအရှိတ်ချမ်းကိုအင်အားဖြည့်တင်းရန်အတွက်နောက်ထပ်မိုင်းဖြတ်မြို့နယ်မှာစစ်ကောင်စီတရင်အချို့လဲပြီးခဲ့တဲ့ဒီဇင်ဘာလ၄ရက်နေ့ကတည်းကမန္တလေးမြို့ကိုရောက်ရှိခဲ့ပြီးယခုရပ်ပိုင်းအတွင်းမှာမတရားတပိတ်ချင်းဘက်ကိုအင်အားဖြည့်တာတွေပုံမူပြစ်လုံနေတယ်လို့လည်းသိရှိရပါတယ်။နောက်ထပ်ကြံနေသေးတယ်မိုင်းဖြတ်ကတက်တွေပဲနံပါတ်တော်မသိဘူးမတရားကိုပဲအင်အားဖြည့်ဆိုပြီးမန္တလေးကနေတဆင့်သွားကြတာလို့ဆိုပါတယ်စစ်ကောင်စီအနေနဲ့၎င်းတို့လက်လွတ်ခဲ့ရတဲ့ မတရားနဲ့တပိတ်ချင်းမြို့နယ်တွင်မှနေရာအချို့ကိုပြီးခဲ့တဲ့လတွေအတွင်းကလေးကပြန်လည်သိမ်းပိုက်နိုင်ပြီးတဲ့နောက်အစိုးရတေတာတွေကိုအခြေပြုအင်အားစုစည်းတာတွေလုပ်နေတယ်လို့လည်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ရွေးကောက်ပွဲပြီးပါကလည်းစစ်တပ်ကနိုင်ငံရေးမှာဆက်ပြီးပါဝင်နေအောင်မဲလို့စစ်ကောင်းဆောင်ပြောကြားခဲ့ကြောင်းတင်ဆက်ပေးပါမယ်ရွေးကောက်ပွဲပြီးပါကလည်းစစ်တပ်ကနိုင်ငံရေးမှာဆက်ပြီးပါဝင်နေအောင်မှဖြစ်ကြောင်းအကြံဖတ်စစ်ကော်မရှင်ခေါင်းဆောင်မင်းအောင်လိုင်းက ယမန်နေ့ဒီဇင်ဘာလ6ရက်နေ့ကပြောဆိုလိုက်ပါတယ်။ပြင်းလွင်တက်နေမှာရှိတဲ့အရာရှိစစ်သည်မိသားစုများဘူလောင်းများနဲ့တွေ့ဆုံရမှာထို့သို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းယမန်နေ့ထုတ်စစ်ကော်မရှင်ထိန်းချုပ်သတင်းစာများမှာဖော်ပြပါတယ်။တမိုင်းကြောင်းအရာဖြစ်ပေါ်နေတဲ့အခြေအနေများအရတက်မတော်အနေနဲ့နိုင်ငံရေးဥဆောင်မှုအခက်ကဏ္ဍမှာဆက်လက်ပါဝင်နေရအောင်မှာဖြစ်ကြောင်းလို့စစ်ကောင်းဆောင်ကဆိုပါတယ်။ နိုင်ငံမှာဒီမိုကရေစီစနစ်များထွန်းကားပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမရှိတဲ့အချိန်မှသာစစ်တပ်အနေနဲ့လွတ်တော်မှာပါဝင်နေမှုကိုအစဉ်စဉ်လျှော့ချသွားမှာဖြစ်ကြောင်းလည်းသူကဆက်ပြောပါတယ်စစ်တပ်ကဆက်လက်ဆွဲကင်ထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအရရွေးကောက်ပွဲမှာဝင်ရောက်ရွေးချယ်ခံစရာမလိုပဲလွတ်တော်ထဲမှာတက်ကိုစလေ25ရာဂိုင်နှုန်းကိုကာကွယ်ဦးစီးချုပ်ကအမိစင်းတင်သွင်းခွင့်ရနိုင်ခြင်းဖြစ်ပါတယ်မဲစင်းအကြောင်းပြအာဏာသိမ်းပြီးနောက် ပြုလုပ်မဲ့ရွေးကောက်ပွဲကိုလည်းလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီးအပိုင်း၃ပိုင်းခွဲ၍ဆောင်ရွက်သွားမှာဖြစ်ကြောင်းစစ်ကောင်းဆောင်ကထည့်သွင်းပြောခဲ့ပါတယ်။ရွေးကောက်ပွဲပထမပိုင်းပြုလုပ်ပြီးနှစ်ပတ်ကြာချိန်မှာဒုတိယပိုင်းပြုလုပ်မှာဖြစ်ကနောက်ထပ်နှစ်ပတ်ကြာချိန်မှာတတိယပိုင်းကိုဆက်လက်ပြုလုပ်သွားမှာဖြစ်ကြောင်းဆိုပါတယ်။အဆိုပါရွေးကောက်ပွဲမှာတနိုင်ငံလုံးအတိုင်းအတာအနေနဲ့ဝင်းရောက်ရှင်ပြိုင်မဲ့စစ်ကော်မရှင်တက်ကြောထောင်းနောက်ခံပြုပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအပေါင်းအဝင်စုစုပေါင်း 59ပါတီကဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်။အာဏာသိမ်းပြီးနောက်စစ်ကော်မရှင်ထံမှတ်ပုံပြန်မတင်ခဲ့တဲ့2020ပြည်နှစ်အထွေထွေရွေးကောက်ပွဲအနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအပါအဝင်နိုင်ငံရေးပါတီ49တော့ဖျက်သိမ်းကြောင်းစစ်ကော်မရှင်ကကြေညာခဲ့ပါတယ်။အဆိုပါကော်မရှင်ကချင်းပါမယ့်ရွေးကောက်ပွဲဟာအတုအယောင်ဖြစ်ပြီးစစ်အာဏာရှင်စနစ်တပ်ဆိုရှင်ရန်အတွက်ရည်ရွယ်ပြုလုပ်တဲ့ရွေးကောက်ပွဲသာဖြစ်ကြောင်းတော်လိုင်းအင်အားစုတွေကလည်းပြောဆိုထားကြပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးကြတာကတော့ထိုင်းနဲ့ကမ်ဘောဒီးယားတို့တကြောပြင်စစ်ပြန်ဖြစ်ပြီးထိုင်းလီတက်ကကမ်ဘောဒီးယားစစ်စခန်းကိုဘုံကျဲခဲ့ကကမ်ဘောဒီးယားကလည်း BM21 ရုရှားထုတ်ဒုံးကျည်များနဲ့ထိုင်းတက်ကိုပြန်လည်ပစ်ခတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနဲ့ကမ်ဘောဒီးယားတို့နေဆက်နေမြေပိုင်ဆိုင်မှုအငင်းပွားရမှာ တကြောပြင်စစ်ပြန်ဖြစ်ပြီးထိုင်းလီတက်ကကမ်ဘောဒီးယားစစ်စခန်းကိုဘုံကျဲကကမ်ဘောဒီးယားဘက်ကလည်း BM21 ရုရှားထုတ်ဒုံးကျည်များနဲ့ ထိုင်းတဲ့ကိုပြန်လည်ပြစ်ခတ်ခဲ့ကြောင်းထိုင်းသတင်းဌာနရိကဖော်ပြပါဗျ။ဒီကနေ့မနက်၈နာရီဝန်းကျင်အချိန်မှာစတင်ပြီးထိုင်းစစ်တပ်ကကမ္ဘောဒီးယားနေမြေအတွင်းမှာရှိတဲ့စစ်စခန်းဖြစ်အုံပြုနေတဲ့ကာစီနိုယုံတစ်ခုကိုဘုံကျစ်ချလိုက်ပြီးကမ္ဘောဒီးယားဘက်ကလည်းထိုင်းဘက်ကိုဒုံးကျည်များနဲ့ပြန်လည်ပြစ်ခတ်ခဲ့ကြောင်းယမန်နီကလည်းထိုင်းနဲ့ကမ္ဘောဒီးယားတို့နေဆက်မှာပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးအဆိုပါပြစ်ခတ်မှုအတွင်းထိုင်းစစ်သားတအုပ်သေဆုံးခဲ့ကနှစ်ဦးတန်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။လက်ရှိထိုင်းဝန်ကြီးချုပ်အနုတင်ကလည်း အငင်းပွားနေတဲ့နိုင်ငံနေဆက်ကိုတွားရောက်မဲ့ခီးစဉ်ကိုဖျက်သိမ်းပြီးနောက်လုံခြုံရေးဆိုင်ရာအရေးပေါ်အစည်းအဝေးခေါ်ယူနေကြောင်းထိုင်းစစ်တပ်ရဲ့အဆိုအရကမ်ဘောဒီးယားကလက်နက်ကြီးများနဲ့အမြောက်များကိုနေဆက်ကိုပြောင်းရွှေ့ကထိုင်းနိုင်ငံရဲ့လုံခြုံရေးကိုချိန်ချောင်းနေကြောင်းသတင်းများကဆိုပါတယ်ထိုင်းအစိုးရကယမန်နီကလေးကနိုင်ငံနေဆက်အနည်းနေထိုင်တဲ့ထိုင်းပြည်သူတွေကိုရွှေ့ပြောင်းခိုင်းထားခဲ့ပြီးဖြစ်ပြီးနေဆက်တလျှောက်မှာထိုင်းစစ်တပ်ကစင့်အားကိုတိုးမြင့်၍ခြားထားကြောင်းသိရှိရပါတယ် ိုင်းနဲ့ကမ်ဘောဒီးယားတို့ဟာနေမြေအငင်းပွားမှုတွေကြောင့်ယခုနှစ်မေလမှာပြစ်ခတ်မှုများစတင်ဖြစ်ပွားခဲ့ပြီးဇူလိုင်လမှာယာယီအပြစ်ခတ်ရဲစဲကအမေရိကန်ရဲ့စီစဉ်မှုနဲ့အပြစ်ခတ်ရဲစဲရေးသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။နှနိုင်ငံပြစ်ခတ်မှုရဲစဲမှုအပြစ်၅လကျော်အကြာမှာတော့စစ်ပွဲများပြန်လည်စတင်ဖြစ်ပွားခြင်းဖြစ်ပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတက်ကတော့ဒီဇင်ဘာလ10ရက်နေ့အတန်တိတ်တပိတ်နေ့မှာပိတ်ထားမယ့်စိုက်များအလုပ်ရုံများနဲ့ကုမ္ပဏီများကိုအရေးယူရန် ပြည်သူများပါဝင်နိုင်တဲ့ဈေးရောင်းပွဲများပျော်ပွဲရှင်ပွဲနဲ့လူမှုလှုပ်ရှားမှုများဆောင်ရွက်ကြရင်စစ်တပ်ကညွှန်ကြားထားပြီးဒီဇင်ဘာလ10ရက်နေ့မြို့တည်ဝန်တန်း9မှာခွင့်မပေးရန်လူဆောင်တက်ဆုံတက်ခိုင်းရန်ဝင်ကြီးဌာနများတွင်ရုံတွေအမိန့်များထုတ်ထားကြောင်းတင်ဆက်ပေးပါမယ်။အတန်တိတ်တပိတ်လုံးမဲ့ဒီဇင်ဘာလ10ရက်နေ့မှာပိတ်ထားမဲ့ဆိုင်များအလုပ်ရုံများနဲ့ကုမ္ပဏီများကိုဖမ်းဆီးချိတ်ပိတ်အရေးယူရန်ပြည်သူများပါဝင်နိုင်တဲ့ဈေးရောင်းပွဲများပျော်ပွဲရှင်ပွဲနဲ့ လူမှုလှုပ်ရှားမှုများသက်ဆိုင်ရာဒေသန္တရအာဏာပိုင်တွေကဆောင်ရွက်ကြရန်စစ်တပ်ကညွန်ကြားထားကြောင်းနေပြည်တော်ပြည်ထောင်စုသတင်းရင်းမြစ်ကဆိုပါတယ်စစ်တပ်ရဲ့ရွေးကောက်ပွဲကိုကန့်ကွက်မဲ့အတန်တိတ်တပိတ်နဲ့ပတ်သက်ပြီးပြည်ထောင်စုဝန်ကြီးဌာနကညွန်ကြားချက်တရက်ထုတ်ပြန်လာပြီးနောက်ရင်းညွန်ကြားချက်မှာအတန်တိတ်တပိတ်ပြုလုပ်မဲ့ဒီဇင်ဘာလ10ရက်နေ့ပိတ်ထားမဲ့ဈေးဆိုင်များစားတောက်ဆိုင်များအလုပ်ရုံဆက်ရုံများကုမ္ပဏီများကိုဖော်ထုတ်အရေးယူရတဲ့ချိတ်ပိတ်ရန်ဒီဇင်ဘာလ10ရက်နေ့မှာပြည်သူအများစုပါဝင်နိုင်တဲ့ဈေးရောင်းပွဲများ ပြောပွဲရှင်ပွဲများနဲ့မြို့နယ်ရက်ွက်ဆိုင်ရာလူလူလှုပ်ရှားမှုများဆောင်ရွက်ရန်ပါညွန်ကြားလာကြောင်းသိရှိရပါတယ်။အတန်တိတ်တပိတ်မှပါဝင်တဲ့ဆိုင်များအလို့ယုံစက်ယုံများကုမ္ပဏီများကိုနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုဖြင့်ရွေးကောက်ပွဲကိုနှောက်ရက်တဲ့ဥပဒေနဲ့ပါအမှုဖွင့်ရန်ညွန်ကြားထားပါတယ်။ရင်းပြဒီဇင်ဘာလ10ရက်နေ့အတန်တိတ်တပိတ်နေ့မှာနေပြည်တော်အပအဝင်တနိုင်ငံလုံးမှရှိတဲ့ဝန်ကြီးဌာနများမှမြေတီဝန်တန်းကိုမှခွင့်ရမပေးရန်ဝန်ကြီးဌာနများတွင်ယုံတွင်ညွှန်ကြားချက်များထုတ်ပြန်လာကြောင်း အကယ်၍ဝန်တန်းများအနေနဲ့ဂျမ်းမာရေးမကောင်းမွန်မှုနဲ့နာယီကိစ္စများကြောင့်ခွင့်ယူလိုပါကလည်းတက်ဆိုင်ရာဝန်ကြီးဌာနအကြီးအကဲများရဲ့ခွင့်ပြုချက်ရယူပြီးမှခွင့်ပေးကြရန်ညွှန်ကြားထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကားတော့ထိုင်းကိုရန်စားပြီး viewer home ထုတ်သွင်းလာတဲ့အာနာသိန်းစစ်တပ်ဆိုတဲ့အရင်ကောက်တဲ့စီးသုံးသက်ချက်တွေကိုတင်ဆက်ပေးပါမယ်အာနာသိန်းဒီဇက်ကနေလင်းနစ်ကျော်လောက်ထိထိုင်းဆိုရမြန်မာပြည်သူတွေရဲ့ຫນွေဦးတော်လိုင်းရဲ့အပေါ်မှာတိတိတသားကူညီတာ ဝင်ပြောတာမျိုးမရှိခဲ့ပါဘူးအာနာတိန်စစ်ဘုတ်ချုပ်တွေဘက်ကနေလူသိရှင်ကြားရက်တီခဲ့ပါတယ်တရားမဝင်မြန်မာနိုင်ငံသားတွေကိုမြန်မာတန်ယုံနဲ့ချိတ်ဆက်ပြီးပြန်ပို့တယ်အာနာတိန်စစ်တပ်လက်ထဲကိုရောက်တော့စစ်မှုထမ်းခိုင်းတယ်ဒီမိုကရေစီနိုင်ငံဖြစ်တယ်လို့ကုလသမဂ္ဂဒုက္ခသည်စခန်းတွေပါဖွင့်ကွင်းပေးထားတဲ့အတွက်1988ခုနှစ်ကတည်းကကုညီနေတယ်လို့လူခွင့်ရဲ့အကူအညီကတော့ညီဦးတော်လန်ရေးမှလည်းအရင်တိုင်းပဲဆက်လက်ကူညီခဲ့ပါတယ်။ တကယ်လို့ထိုင်းအစိုးရတာအာဏာသိမ်းအစိုးရလိုယုံညံတဲ့စိတ်ထားမျိုးရှိမင်းဆိုရင်88အရေးခင်းတဲ့မှာပါဝင်ပတ်သက်ပြီးထိုင်းဘက်ရောက်ခဲ့သူတွေရှင်တန်ဖို့မလွယ်ကူခဲ့ပါဘူး။နေဦးတော်လန်ရေးမှလည်းထိုင်းအစိုးရဟာအာဏာသိမ်းစစ်ဘုတ်ချုပ်တွေနဲ့တသားတည်းရှိခဲ့ပေမဲ့လူခွန်ကြီးတောင်ကျင်းကိုတော့မမြင်သလိုလုပ်ပေးထားခဲ့ပါဗျ။ဒါကြောင့်လဲပြည်မက CDM နဲ့ဤအမျိုးမျိုးကြောင့်ထိုင်းနယ်ဇက်မှာခလုံးနေသူတွေဟာတရားဝင်နေထိုင်ခွင့်မဟုတ်ပေမဲ့ထိုင်းအစိုးရရဲ့မမြင်သလိုနေပေးထားတဲ့လူခွန်ကြီးတောင်ကျင်းလေးတွေမှာ နေသာထိုင်သာရှိနေကြတော့ပါတို့ပေမဲ့လွန်ခဲ့တဲ့လပိုင်းလောက်ကစပြီးထိုင်းစုရဟာတိတိတတလီတန်ပြောင်းသွားပါတယ်သူစံအံ့ဩစရာလေကောင်းတယ်ထိုင်းစုရအစ်စ်ဟာအာနာသိန်းစစ်တပ်ကိုတောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေလွတ်ပြေးဖို့တောင်းဆိုလေအာဆီယံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲဖော်ဖို့တောင်းဆိုလေတရားမဝင်အတူယောင်ရွေးကောက်ပွဲကိုအတိမတ်မပြုဘူးလို့ကမ္ဘာတိကြေညာပါတယ်အာနာသိန်းစစ်တပ်ကစစ်ဖို့ချုပ်တွေတော်တော်လေးတင်းသွားပုံရပါတယ် ဘီယောအဟောင်းကြီးကိုထုတ်သုံးလာပါတယ်ဘီယောအဟောင်းကြီးဆိုတာကထိုင်းနဲ့မြန်မာကိုရန်တိုက်ပေးတယ်ဥအောင်စရာခစ်ကိုကြီးကြောက်ရေနူလုတ်တယ်ထိုင်းနိုင်ငံထဲမှာရောက်နေတဲ့မြန်မာတွေကိုထိုင်းနိုင်ငံသားတွေကခွဲခြားဆက်ဆံတယ်ဆိုတာတွေပြောတယ်နဝတခစ်ကထိုင်းနဲ့မြန်မာကိုရန်မီပွားအောင် လုတ်ပေးခဲ့တဲ့ဆီယမာကြီးဒေါက်တာမတ်တင်ဝင်းရေးတယ်လို့တမိုင်းလိန်တွေနဲ့ပွဲစုအောင်လုပ်တယ်ထိုင်းဘက်ကတုံ့ပြန်လာရင်သူတို့မလုတ်တလို့လို့နဲ့မွေစားတာဘိန်းလက်နက်ကင်တွေနဲ့ထိတ်တိုက်တွေခိုင်းတယ်ဒေါက်ရီယာ မြန်မာစစ်ဘိုလ်ချုပ်တွေရဲ့ဘီဝဟောင်းကြီးပါ။ဟိုတဘက်ကထိုင်းမှာရေကြီးတော့မြန်မာနိုင်ငံသားတွေကိုခွဲခြားဆင့်ဆံတယ်ဆိုတဲ့ post တွေခန့်စိတ်စိတ်တွေ့လာရတာကလည်းမြန်မာစစ်ဘိုလ်ချုပ်တွေရဲ့ဘီဝဟောင်းတွေကကစားကွက်တစ်ခုပါပဲ။မနေ့ကတော့မင်းလက်ပံတေးတပ်မှအာနာသိန်းစစ်တပ်နဲ့ KNU တိုက်ပွဲဖြစ်ကြပါတယ်။အာနာသိန်းစစ်တပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတွေထိုင်းဘက်ကိုကျပါတယ်။ထိုင်းနိုင်ငံသားတအုပ်အသက်ဆုံးရှုံးသွားပါတယ်။ထိုင်းကာကွယ်ဦးစီးချုပ်ဥကရစ်ဘွန်တာနွန်ကဘာပြောတယ်လဲဆိုတော့ နောက်တစ်ချိန်ထပ်ဖြစ်ရင်ထိုင်းစစ်တပ်ကတုံ့ပြန်တော်မယ်လို့သတိပေးလိုက်ပါတယ်။မင်းလက်ပံဒေတာက KNU စုမှုထားတဲ့ဒေတာပါ။မြောက်ရီမျိုးရဲ့တောင်ပန်းနားမှာရှိပါတယ်။ထိုင်းနိုင်ငံနဲ့ဟိုဘက်ဒီဘက်အစောင့်တွေပဲခြားတဲ့နေဆက်ပါ။လိဂီကော်နယ်လေးနေချင်းထိနေပါတယ်။မော်လမြိုင်မျိုးရဲ့အရှိတ်တစ်တင်မှာတည်ရှိတာပါ။မော်လမြိုင်ကနေဂျုံတိုကော့ဂရိတ်တင်ကန်းညီနောင်မြောက်ရီကနေတဆင့်ကားလန်ပေါက်ပါတယ်။မင်းလက်ပံရဲ့တောင်ပန်းနားမှာတော့ကြားဖြတ်တွေခိုလုံနေတဲ့ကြောက်တော်ဆိုတာရှိပါတယ်။ ဆိုတော့ထိုင်းစိုးရရဲ့ယက်တီချက်အပေါ်မှာမကြည်မနဲ့ဖြစ်နေတဲ့အာနာသိန်စစ်ဘိုလ်ချုပ်တွေဟာနဝတခေတုံးကလိုတိုင်းထိုင်းနဲ့မြန်မာကိုရန်တိုက်ကြပါလိမ့်မယ်။ဥအောင်စီရအမျိုးတွေဆိုပြီးဝါရဖြန့်ပါလိမ့်မယ်။အိမ်တွေမှာအလံတွေထောင်ခိုင်းပြီးဇာတိတွေဇာတိမှန်လှုပ်ပါလိမ့်မယ်။ထိုင်းနိုင်ငံဒေကိုရောက်နေတဲ့မြန်မာပြည်သားတွေအစစ်မပြေအောင်ကြံဆောင်ပါလိမ့်မယ်။နေဆက်ကတိုင်းရင်းသားလက်နက်ကင်တွေနဲ့တိုက်ပွဲဖြစ်တယ်လို့လို့နဲ့ထိုင်းကိုရန်စပါလိမ့်မယ်။ viewer အဟောင်းကြီးပါ။ တော်လည်ပြည်သူတွေအနေနဲ့ဒီတခါတော့အတိတ်ကရန်သူဟာစစ်အာဏာရှင်ဆိုတာကောင်းကောင်းသဘောပေါက်နေပြီလို့ထင်ပါတယ်တရုတ်ရုရှားနဲ့ဘယ်လာရုစ်ကလွယ်ပြီးကမ္ဘာကြီးတစ်ခုလုံးကထောက်ခံမှုမရှိတဲ့ရွေးကောက်ပွဲအတွက်စစ်အာဏာရှင်တွေဟာမကြည်မချမ်းဖြစ်နေကြပြီးတိုင်းပြည်ကိုဖျက်ဆီးပစ်လိုက်ဖို့လဲဝန်လေးဟန်မတူကြပါဘူးဒါကြောင့်လဲမနေ့ကပဲတပင်းရင်မှာလေရင်နဲ့ပုံကျဲလို့အရက်သားတွေအသက်ပေးခဲ့ကြရပါတယ်ကမ္ဘာကြီးတစ်ခုလုံးကအတိမန်ပြုမခံရတဲ့ အာနာသိစစ်ပူကျုပ်တွေကိုအခွင့်အရေးရတော့မှအနိုင်မယူနိုင်ဘူးဆိုရင်ဒီလိုအခွင့်အရေးမျိုးကနောက်တစ်ချိန်ထက်ရဖို့မလွယ်ပါဘူးခင်ဗျာဟုတ်ကဲ့ပါခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာနာရှင်စနစ်ဆိုးလက်အောက်မှာအမြင်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ